ရခိုင်ပြည်နယ်မင်းပြမြို့တိန်တိုက်ပွဲကနေဖမ်းဆီးခဲ့တဲ့73မှန်မိသားစုတွေကလွှတ်ပေးလို့225ဦးကိုမေလ16ရက်နေ့မှာအခမ်းအနားနဲ့လွှတ်ပေးလိုက်တယ်လို့အရခတက်တော် AA နဲ့နှိဆက်သူတွေစီကနေသိရပါဗျ ဒါဟာမင်းပြတိုက်ပွဲအတွင်းကနေဖမ်းမိသူတွေကိုဒုတိယအချိန်ပြန်လွှတ်ပေးတာဖြစ်တယ်လို့အခုလွှတ်ပေးလိုက်တဲ့သူတွေဟာစက်ကောင်စီထိ ंछ ုံမှုမရှိတဲ့လွတ်မြောက်နေမြေကလူတွေဖြစ်ပြီးလွှတ်ပေးလို့ရတဲ့သူတွေကိုလွှတ်ပေးလိုက်တာလို့ AA နဲ့နှိဆက်သူတယောက်ကပြောပါရယ်ကလေးငယ်မျိုးသမီးတွေနဲ့တက်ကြီးရွယ်အိုတွေကိုသူတို့ရဲ့မိသားစုဝင်တွေလက်ကိုအခမ်းအနားနဲ့လွှတ်အပ်လိုက်တာပါအခုလွတ်ပေးလိုက်တဲ့သူအများစုကတော့စက်ကောင်စီကင်းစင်လွတ်မြောက်နေမြေတွေနဲ့လုံခြုံမှုရှိတဲ့နေရာတွေကသူတွေပဲဦးစားပေးလွတ်ပေးတာလို့ပြောပါရယ် လွှတ်ပေးလိုက်တဲ့စစ်တုံးမှန်မိသားစုဝင်တွေမှာကလေးငယ်အယောက်130နဲ့အမျိုးသမီး65ယောက်ပါဝင်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ April 13ရက်နေ့ကလည်းမင်းပြမျိုးသိန်းတိုက်ပွဲအတွင်းဖက်စီရရှိခဲ့တဲ့စစ်တုံးမှန်မိသားစုဝင်အယောက်190ဦးလဲ AA ကလွှတ်ပေးခဲ့ပါသေးတယ်ရခိုင်တိုက်ပွဲမှာ AA ဖန်စီရရှိခဲ့တဲ့စစ်တုံးမှန်မိသားစုဝင်ထောင်နဲ့ခြေရှိကပြန်လွှတ်ပေးတာ၄ချိန်ရှိပြီဖြစ်ပါတယ်။မင်းပြကော2024ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာ AA ကအပိသက်တင်ပိုက်နိုင်ခဲ့ပြီးရခိုင်ပြည်နယ်ရင်းက14မြို့နယ်ကိုတင်ပိုက်ထားပါတယ်။